မြန်မာပြည်တွင်းကနေနိုင်ငံတကာကိုဖုန်းခေါ်ဆိုနိုင်တဲ့ကက်တွေကိုစတင်ရောင်းချနေတာကြောင့်ပြည်ပနိုင်ငံကိုအလွယ်တကူဖုန်းဆက်သွယ်နိုင်လို့မယ်လို့ VNG Telecom ကုမ္ပဏီကဇူလိုင်9ရက်နေ့မှာပြောဆိုလိုက်ပါတယ်။မိုဘိုင်းဖုန်းနဲ့ဂျိုးဖုန်းတွေကနေ Wi-Fi တော့ပြည်ပခေါ်ဆိုကက်ကိုဝယ်ယူပြီးဈေးနှုန်းချိုသာစွာနဲ့ဆက်သွယ်နိုင်ပြီဖြစ်တဲ့ကြောင်းမြန်မာဆက်သွယ်ရေးရဲနာဘုံတယ်လီဖုန်းတွေနဲ့ပူးပေါင်းပြီးဖုန်းကက်တွေကိုထုတ်လုပ်တာဖြစ်တယ်လို့ Wi-Fi Overseas ကကက်မိတ်ဆက်ပွဲမှာပြောဆိုခဲ့ပါတယ်။ လေကြီးပဲပါဆိုလို့ရှိရင်ဓမ္မကြီးကိုပြန်ခေါ်လို့ရှိလို့ရှိရင်10မိနစ်ကိုဓမ္မငွေ700ကျောင်းရတော့ကြာပါပြီခင်ဗျာတကယ်လို့လားကျွန်တော်တို့ကလုပ်ခွင့်ရနိုင်တယ်ဆိုလို့ရှိရင်တော့ white dog နဲ့ video ပြန်ဆက်လို့ရှိရင်200ကျော်နဲ့200ချက်ကျော်လေပေါ့နော်ဒီကိုပြန်ဆက်လို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကသက်ဆိုင်ရာလူကြီးတွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်ဒီနေ့တော့ကျွန်တော်တို့ white dog ကိုရုံးတွေ company တွေ hotel တွေမှာ PA system နဲ့တွဲဖက်ပြီးတော့ international ball အတွက်ကျွန်တော်တို့တိုက်တက်ပြီးတော့တက်ဆုံပေးနေပါတယ်ခင်ဗျာအစပိုင်းမှာတော့ရန်ကုန်ဧရိယာကိုပဲကျွန်တော်တို့တက်လာကြည့်တက်နေပြပါဖြစ်ပါတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်တော့လင်မျိုးများများလို့ပါသွားဖို့အစီအစဉ်လည်းရှိပါတယ်ခင်ဗျာစင်ကာပူအမေရိကန်ပြည်ထောင်စု ဟောင်ကောင် ထိုင်ဝမ်နိုင်ငံတွေကိုဖုန်းခေါ်တဲ့အခါတမနစ်ကို၁၂ချက်ကုန်ကြမှာဖြစ်ပြီးမလေးရှားကို၂၄ချက်ထိုင်းကို၂၅ချက်ပြီးတိန်ကို၂၀ချက်အသီးသီးကုန်ကြမှာဖြစ်ပါတယ် မြမဆက်သွေးရေး MPD ကထုတ်လုပ်တဲ့ပြည်ရင်းစင်ကတ်တွေကတမနစ်ခေါ်ဆိုကကြက်90တက်မှတ်ထားပါတယ်။ White Dog ပြည်ပဖုန်းခေါ်ဆိုကတ်ကိုစတင်မိတ်ဆက်တဲ့အနေနဲ့ဩဂုတ်လ8ရက်နေ့အထိတလတိတိမလေးရှားနိုင်ငံကိုအကန့်အသတ်မရှိဖုန်းခေါ်ဆိုနိုင်အောင် promotion လုပ်သွားမယ်လို့ဆိုပါတယ်။